အားလုံးပဲမင်္ဂလာပါဗျာဖိုးကလေးနီးပညာနေပြန်လည်ကြိုဆိုပါရစေဗျာဒီနေ့မှတော့ကျွန်တော် Realme ဖုန်းစလုံးကို password ဖျက်ပြမှာဖြစ်ပါတယ် Oppo ရဲ့ Realme တွေအတူတူပဲဖြစ်ပါတယ်ဒီမှာသူ့ရဲ့ password ပါနေတာပေါ့နော်ကျွန်တော်လည်းကျွန်တော်လည်းဒီ password ကပါလဲမသိပါဘူးအဲ့တော့မသိဆိုကျွန်တော် password ဖျက်မယ် password password မဖျက်ခင်မှာကျွန်တော်ဖုန်း model တွေသိချင်နေဆိုပါလို့ဖုန်း model တွေသိချင်နေဆိုလို့ရှိရင် emergency call ကိုဖျက်နေလိုက်မယ်အရေးပေါ်ခေါ်ဆိုမှုနော်အဲ့တော့နေလိုက်မယ်နေပြီးတော့အဲ့မှာ star hash အဲ့99 hash ကိုနေမယ်နော် star အာ sorry star hash 8899ဟက်ကိုကျွန်တော်နှိပ်လိုက်မယ်ဒါဆိုရင်ပေါလီတစ်ခုကျလာတယ်အဲ့လိုကျွန်တော်စစ်တန်တစ်ခုကျလာမယ်ဆိုရင်ဒီမှာ software version လေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်အဲ့ဒါဆိုကျွန်တော် phone model လေးဒီမှာကြည့်ရပြီ model ဒီမှာ RMA 3690အဲ့ဒါလေးကို RMA 3690ဆိုပြီးရရှာလို့ရှိရင်ဒီကောင်လေးသူ့ model လေးကျလာမယ်ဒီကောင်တော့ Realme C 30လား 30mm တစ်ခုပဲအဲ့ဒါပေမဲ့အဲ့ဒါကျွန်တော်မိတ်ဆွေများ phone phone version နဲ့တည်ရမယ် Android 12တည်မယ် အဲသူ့ရဲ့သူ့ရဲ့မော်ဒယ်နံပါတ်နဲ့တိမယ်ပေါ့နော်။ Okay တိပြီဆိုလို့ရှိရင်ကျွန်တော်တို့တူတိပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေဒါကျွန်တော်တွေဒီကောင်လေးကိုပါဝါတစ်ချက်ပိတ်လိုက်မယ်နော်။ Okay ဒါလေးပါဝါတစ်ချက်ပိတ်မယ်ကျွန်တော်လောကဒီလောကဒီဖုန်းရဲ့ password ကိုဖျက်ဖို့ပါဝါပိတ်လိုက်မယ်နော်။အဲ့တော့ပါဝါတစ်ချက်ပိတ်လိုက်မယ်။ Okay ပါဝါပိတ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေပရမောက်ဆုံးအာပါဝါကလုတ်ရဲ့အတန်ချဲ့တဲ့ကလုတ်ရဲ့ကိုကျွန်တော်တွေတွန်းနေထားမှာဖြစ်ပါတယ်ကျွန်တော်ကျွန်တော်ကျွန်တော်နှိပ်ပြမယ်နော်အဲ့တော့ပါဝါကလုတ်နဲ့အတန်ချဲ့တဲ့ကလုတ်ကိုတွန်းနေလိုက်မယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 4 5အဲ့လိုမျိုးပေါ်လာလို့ရှိရင် power cloud လေးကိုကျွန်တော်လွတ်လိုက်တယ်အတန်းချဲ့တဲ့ cloud ကတော့ခဏဖိထားမှာဖြစ်တယ်နော်ခဏဖိထားလိုက်မယ်စိတ်ုပ်ပုံလေးပေါ်ပေါ်လာလိုက်မယ်ဗျ okay အဲ့ဒါစိတ်ုပ်ပုံလေးပေါ်လာပြီစိတ်မပေါ်လာရင်လွတ်လို့ရပါပြီစိတ်ပုံလေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဓိက recovery mode ကိုခေါ်မှာအဲ့တော့ recovery mode ထဲကိုဝင်ပြီးခုဆိုကကြမှာ freeze data reset တချလို့ရမှာအဲ့တော့အဲ့ဒါကိုဆက်ဝင်ဖို့အတွက်ဒီကောင်လေးဆိုရင် power cloud ရဲ့အတန်း ချဲ့လဲခုပ်ရဲ့တိုးရဲ့ခုပ်ရဲ့သုံးခုသလုံးကိုပြိုင်နေမှာဖြစ်ပါလေသုံးခုလုံးတော့အတန်ချဲ့တာရဲ့တိုးတာရဲ့ Okay ကျွန်တော်ဒါဆိုလို့ရှိရင်ဒီညလေးရောက်လာလို့ရှိရင်ကျွန်တော်တို့အတန်တိုးတဲ့အတန်ချဲ့ခလုတ်ရဲ့တိုးခလုတ်ရဲ့ပါဝါခလုတ်ရဲ့သုံးခုရှိရင်နော်အဲ့ဒါလေးကိုပြိုင်နေမှာဖြစ်ပါဗျိုင်ကလူဇက်ကလေးဆိုတစ်ချက်လောက်နေပြမှာဖြစ်ပါလေကျွန်တော်ကျွန်တော်ချက်နေပြမှာတော့အတန်ချဲ့တဲ့ခလုတ်ရဲ့တိုးတဲ့ခလုတ်ရဲ့ပါဝါခလုတ်ရဲ့ပြိုင်နေမယ်1 2 3z Okay ဒါဆိုကျွန်တော်ပြန်နေပြမယ်နော်1 2 3 z အင်းကျွန်တော်ဒီမှာတော့အတန်း အတန်ချဲတဲ့ခလုတ်ရဲ့ဒီပါဝါခလုတ်တွေကိုကျွန်တော်ဇက်ကြတဲ့ချက်တော့ဆွဲအဲ့လိုပြန်နေလိုက်တာဒီလိုမျိုးလေးပေါ်လာတယ်တကယ်လို့မှအဲ့လိုမပေါ်ဘူးဆိုတော့တချို့ဖုန်းတွေကြတော့ဘလို့ပေါ်မင်းဆိုတော့အတန်ချက်တဲ့ခလုတ်ရောတိုးတဲ့ခလုတ်ရောဒီပေါက်ခလုတ်ရောပြန်နူးဇက်ကြတဲ့တချက်လောက်နေတဲ့နဲ့ပေါ်လာပါတယ်ဗျာโอเคဒါပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ထုံးတဲ့အတိုင်းပဲတော်နေနေမှိန်နေเนาะပေါ်လာပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့တွေအာတစ်ချောင်းတစ်ချောင်းသုံးချောင်းလေးချောင်းငါးချောင်းမြောက်မှာအဲ့သူငါးချောင်းမှာပါပါလဲဆိုတော့ကျွန်တော်တွေ white ကျွန်တော်တို့ white data sorry white data factory reset ပါတယ်เนาะဒါလေးကိုတွားမယ်ဆိုလို့ရှိရင်အတန် shock loop နဲ့တွားမယ်မာတွားလို့ရတယ်เนาะအတန် shock loop နဲ့တွားမယ်အဲဒါဆိုမှလင်းလာပြီเนาะ white data factory reset အဲ့ဒီပေါ်လာပြီအဲပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအပေါ်က ယ်ပြီးလို့ရှိရင်အတီးပြုတ်မယ်ဆိုရင်ပေါက်ခလုတ်နဲ့အတီးပြုတ်မယ်နော်။ဟော sorry အပေါက်သွားမယ်ဆိုရင်အတန်တိုးချက်ခလုတ်နဲ့သွားမယ်နော်ဒီမှာအဲအတန်တိုးချက်ခလုတ်နဲ့သွားလို့ရတယ်။အတီးပြုတ်မယ်ဆိုရင်ဒီမှာအတီးပြုတ်မယ်ပေါက်ခလုတ်နဲ့အတီးပြုတ်မယ်အဲ့တော့ကျွန်တော်တို့ white jitter ferro reset လေးကိုအတီးပြုတ်လိုက်မယ်ပေါက်ခလုတ်လေးကိုချက်လောက်နှိပ်လိုက်မယ်နော်။ ဲကျွန်တော်နေလိုက်ပြီနေလိုက်တော့တေချာလာမေးတယ်တေချာရင်အောက်မှာတစ်ချက်တော့ဒီအောက်မှာအတန်ရှော့တဲ့ကလုန်းနဲ့အောက်ကိုနေပြလိုက်မယ်ဒါဆိုရင် ferry data reset ဒါဆိုရင်အတီးပြုမယ်ပေါကလုန်းနဲ့တီးပြုလိုက်မယ်နော် z okay ဒါဆိုရင်ဒီဖုန်းလေးရှိတာလည်းအလုံးဖြတ်သွားပါပြီဖြတ်တာအရင်မြန်နော်ပြီးတော့ပါပြီဗျပြီးရင် reboot တော့သူရွေးကြတယ် system now တော့သူရွေးထားတယ်အဲ့ဒါတွေပေါကလုန်းနဲ့တီးပြုလိုက်မယ်ဒါဆိုရင်ဖုန်းကပြန်ပြီးပြန်ပွင့်လာမှာဖြစ်ပါတယ်ဗျအခုလိုမျိုးဖုန်းဖုန်းပြန်ပွင့်လာလို့ရှိရင်အနည်းဆုံး1မိနစ်ခြာခြာရင်3မိနစ်အနုနဲ့ငယ်ကြာတတ်ပါတယ်ဗျခဏလောက်စောက်ပေးပါဗျ ဒီနေ့မှာရေးကြည့်တာတစ်ခုတော့ရှိတယ်ဘာလို့လဲဆိုတော့ဂျီမီကောက်တွေပါနေတော့တေချာပေါက်ဂျီမီကောက်တွေ password ပြန်တောင်းနိုင်ပါတယ်ဒါကြောင့်မိတ်ဆွေများဂျီမီအကောက်ကိုကြိုတင်ပြင်ဆင်ထားပါအဲ့တော့လုံးဝမသိဘူးဆိုလို့ရှိရင်ဂျီမီကောက်တွေတောင်းနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဂျီမီကောက်ကြုံလေးကိုနောက်ပြီးတော့ဆက်လက်မြောက်ပေးပါဦးမယ်အဲ့တော့ဂျီမီကောက်တွေလုံးဝမပါဘူးဆိုလို့ရှိရင်တော့ကျွန်တော်အခုနေတိုင်းပဲသူကသူ automatic ကျော်သွားမှာဖြစ်ပါတယ်အဲ့တော့ချက်လောက်စောက်ကြည့်မယ်နော် okay အဲ့ဆိုကျွန်တော်10မိနစ်ခွဲလောက်10မိနစ်လောက်စောက်လိုက်ခါမှပြန်တက်လာပါပြီတက်လာပြီအများလေးနဲ့ဆက်သွားမယ် အဲ့တော့လောဆက်ဂျီမီကောက်ရှိတော့ဆက်ကြော်မရဘူးနော်ဂျီမီကောက်ရှိမရှိစမ်းကြည့်မယ်နော်အဲ့တော့ဒီမှာ continue ဆက်သွားမယ်အာ baby ဆိုလို့ရှိရင်ဒီမှာလည်းကျွန်တော်တို့ကိုကြိုက်တဲ့ region တခုမြန်မာပြည့်မြန်မာပေါ့နော်ကြိုက်တာရွေးလို့ရပါတယ်အဲ့တော့ကျွန်တော်လောဆက်အဲဒီမှာမြန်မာဆိုတော့မြန်မာရွေးလိုက်မယ်နော်အဲ့တော့ဒီမှာ skill လေး amount ချစ်ပေးမယ် continue ဆက်သွားမယ်အဲဒီမှာတော့ wifi ချိတ်ခိုင်းတယ်ပေါ့နော် wifi ရှိ wifi ချိတ်ပေးလိုက်ပါဗျာ okay အဲ့တော့ကျွန်တော်ဒီမှာ wifi လေးချိတ်ပေးထားတယ်နော် wifi လေးချိတ်ပေးလိုက်မယ် okay next ဆက်သွားမယ် နေဆက်သွားမယ်နေဆက်သွားမယ်โอเคခုလိုနေရာမြန်မာလေးနည်းနည်းလေးစောက်ပေးရတယ်ဗျာโอเคအဲ့ဆိုကျွန်တော်ဒီရလေးပေါ်လိုင်း dot copy နေမယ်ဗျာအဲ့တော့ dot copy လေးကိုနေလေးပါမယ်အဲ့တော့ခုလိုရဝိုင်းလေးနေလေးမယ်ဗျာဒါလေးတခဏစောက်ပေးပါမယ်เนาะတိတ်မကြပါဘူးဗျာโอเคအဲ့ဆိုလို့ရှိရင်เนาะခုလိုပုံစံပေါ်လာပြီပေါ်လာရင်တော့ကန်ကောင်းထောင်းမဆောင်နဲ့ဒီကောင်လေးကကြည်မီအောက် ်ကျွန်တော်တွေအာဂျီမီကောက်တော့မပါဘူးပေါ့နော်တကယ်လို့ပါခဲ့လို့ရှိရင်လည်းသူက diplomat official နဲ့က OEM unlock မှာ on ထားလို့ဖြစ်ပါတယ်အဲ့တော့ကန်ကုန်းထောက်မဆောင်နဲ့ဂျီမီကောက်တွေတော့မပါဘူးဒီမှာ skip ပါတယ် skill နဲ့ကြော်လိုက်ရမှာပဲဗျဒါဆိုလို့ရှိရင်ဒီမှာ skip ထပ်နေမယ် okay ဒါဆိုလို့ရှိရင်တော့ပြီးသွားပါပြီဗျာနော် okay အဲမိုးနေမယ်အဲမိုးနေမယ် asset နေမယ် okay ပြီးလိုက်ပါမယ် ဲ့တော့ while ခဏလေးလာစောင့်မယ်ဗျာเนาะโอเคချက်ကြည့်မယ်โอเคပြီးလို့ရှင်တော့ဒီမှာ log ထားမှမေးတယ်မထားတော့ဗျာ skip ပဲကြောက်လိုက်တော့မှာเนาะပြီး log မှာ log လေးပဲနောက်မှာထားပေါ့โอเคအဒီကောင်ကကျွန်တော်တို့ဘယ်လိုပုံစံသုံးမှလဲလို့မေးတာပါအဲ့တော့ဟိုဘေးကခလုတ်နေလားဘေးပုတ်လားပေါ့ဒါကျွန်တော် review ပဲသုံးလိုက်မယ်ခုနေ new ဆက်သွားလိုက်မယ်เนาะဒီမှာအဲ့တော့ခုနေ new ဆက်သွားလိုက်မယ်ပြီးတော့ done လေးနေလိုက်မယ်ဗျာโอเคဒါဆိုလို့ရှင်တော့ကျွန်တော်တို့โอเคခဏစောင့်မယ် ဟုတ်အဆုံတော့ပြီးရပါပြီဗျအဲဒါတော့မိတ်ဆွေများကိုအဲ့တော့ Realme တွေ Oppo တွေပေါ့နော် password ဖြန့်နေလေးမျိုးအောင်ပေးပါလေဗျအားလုံးကျေးဇူးတင်ပါတယ်ဗျဒီမှာနော်ဒီဒီလေး custom နေလိုက်လို့ရှင်ပြီးသွားပါပြီဒါဆိုလို့ရှင်ကျွန်တော်ဖုန်းလေး password မပါတော့ပါဘူးဗျ Okay ဒါကြောင့်အားလုံးပြီးသွားပါပြီဗျဟောနော် Okay ဒါလေးကိုမိတ်ဆွေများကို live မျိုးပေးတာပါဗျအဲမိတ်ဆွေများလည်း Oppo တွေ Realme တွေ password ဖြတ်တာရှင်ခုနေတိုင်းဖြတ်လို့ရတယ်ဆိုတဲ့ကြောင့် live မျိုးပေးတာပါအကျိုးရှိတဲ့အစီအစဉ်တွေဆိုရင် like subscribe နဲ့ပြီးအားပေးခဲ့ပါအောင်လို့တောင်းဆိုချင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျကောင်းတော်နေလေးပန်ဆန်ကြပါစေ